တတ်တိုင်းတည်းနေတယ်။တော့ဘိုးဟိုဟာရောက်ပြီ။ဘိုးတော့ဟိုဟာရောက်ပြီ။ဒီရှိဘက်ကလမ်းကဟောဗျာ။ဒါဟိုးအရင်ငလျင်ကြီးတုံးကလည်းဒီလမ်းကတော်တော်ပြိုထားတယ်။ဟိုးနှစ်ပေါင်းများစွာငလျင်ကြီးတုံးကလည်းငလျင်ကြီးတုံးကလည်းဒီဒီနေရာလေးကတော်တော်ပြိုထားတယ်။ဟာဟိုကလည်းဟောခုကဟိုအဲ့လိုတော့ဖြစ်ကုန်ပြီ။အဲ့လိုတော့ဖြစ်ကုန်ပြီ။အဲ့လိုတော့ဖြစ်ကုန်ပြီ။မူးနေကြသေးလားဘယ်လိုဖြစ်ဆိုတော့မူးလား။ အေးဟုတ်ပြီဒီလေးလေးနေနေရပူတယ်ဆောင်းတောင်းဆောင်းတောင်းဆောင်းတောင်းဟုတ်ကြဒီကဟောဒီအိမ်ကဒီလိုဖြစ်သွားတာဒါဈေးရှိဘက်ကလေဈေးရှိဘက်ကဟိုဟာဟိုမှာကျွန်တော်ပေါ်တာအဆောက်အဦကတော့အကုန်သွားတယ်ဗျာဟိုမှာဩဒုက္ခပဲဒုက္ခပဲကျွန်တော်ခုနကမှဒီအဆောက်အဦခုနကမှဒီဒီအဆောက်အဦကပြန်လာတာခုနကမှဒီအဆောက်အဦကပြန်လာတာကျွန်တော် 我姑娘把地朝我边来了，后边，咋？大张宁的，大张宁的，肉你啊，不弄你！肉弄弄弄弄弄弄弄你啊！来来来，我也来了你，肉你啊，弄你人，你点菜弄你啊！我菜你家哦，菜你家哦！我过来一人，一人点火腿八点钟。奶奶，为民的。 တိုင်းလည်းမရှိနေတဲ့ကွင်းမြင်ရနေရာမှာပဲဒီဒီဒီနေရာကွင်းမြင်မယ်တမီးရဲ့နေရာလေးကွင်းမြင်မယ်နေရာလေးကွင်းမြင်မယ်တရားလုံးပါတော့နေရာလေးကွင်းမြင်မယ်ဒီနေရာလေးကွင်းမြင်မယ်ကွင်းမြင်ပါနေတော့ဘယ်တော့မလာနိုင်သလားမလာနဲ့မလာနဲ့မလာနဲ့ဒီကြီးရရင်ကြည့်ထားရမယ်မမတို့ကမပြေပါသေးတော့နာလည်းမတ်တမလည်းဒီတားလားဒီတားလည်းဒီတော့ဒီတော့ ကောင်းညွန်ရယ်ဗျာအကုန်ပါသွားတာဗျာကျွန်တော်ဘလို့မှမသွားတော့ဘူးအဲ့ကျွန်တော်အဲ့ကြီးသွားနေလို့ဦးကတောင်းဖြစ်တာသူကဓာကြီးကခုနကပထမလှုပ်တော့ဓာကြီးကအကောင်အခုဒုတိယအကြိမ်လှုပ်တော့ဟော့ဆောင်းသွားတာဟဲ့လားပထမလှုပ်တော့ဓာကြီးကအကောင်ဒုတိယအကြိမ်လှုပ်တော့ဆောင်းသွားရဗျာဆောင်းသွားတယ်ဗျာ 路边公路两毛穿的啊这边，路公路两毛穿的啊嘞，穿的啊嘞。他北过北哪里？北的。哎呦！啊，我干嘛来了？Sch denn, မလင်ကျောင်းတေဆုံးသူ3200ကျော်ထိရှိလာစစ်ကောင်စီနဲ့မိသက်ဦးစီးဌာနရဲ့ April 17ရက်နေ့ညထုတ်ပြန်ချက်တစ်ခုအရမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကျောင်းနိုင်ငံတော်ဝန်တေဆုံးသူ3900ကျော်ထိရှိလာပါတယ်စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင် MNRDB သတင်းမှာ ဧပြီလ17ရက်ညနေ6:00နာရီအထိတည်ဆုံးသူ3689ဦးဒဏ်ရာရရှိသူ9020ဦးနဲ့ပျောက်ဆုံးသူ139ဦးအထိရှိနေတယ်လို့ဖော်ပြထားပါတယ်မြန်မာနိုင်ငံမိသက်ဦးစီးဌာနကလည်းဧပြီလ17ရက်ည9:00နာရီနောက်ပိုင်းမှာမန္တလေးမြို့ Great Hall Hotel အဆောက်အုံပြက်ကနေနောက်ထပ်ရုပ်အလောင်း၅လောင်းကိုထပ်မံတွေ့ရှိခဲ့တယ်လို့ ဧပြီလ17ရက်နေ့ညကထုတ်ပြန်ပါတယ်။ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းဆက်လက်လှုပ်ဆောင်နေတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ငလင်ဘေးတံတင့်ဒေတာမှာကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့အရက်ဖက်လူမှုကူညီရေးအဖွဲ့တွေကတော့ငလင်ကြောင့်အမှန်တကယ်ဒေဆုံးထိခိုက်သူအရေအတွက်ဟာစစ်ကောင်စီထုတ်ပြန်ချက်ထက်ပိုများနိုင်တယ်လို့ပြောကြပါတယ်။